ကိုယ့်ရဲ့လောဘနဲ့ကိုတခါလေသမားတယောက်ဟာမုန်းဖောက်သမားတယောက်ကိုထောပတ်တပေါင်းစီနှီးစင်ရောင်းချလိရှိပါ रे တတိမာတော့မုန်းဖောက်သမားဟာလေသမားရှင်ပြီးလိုက်တဲ့ထောပတ်ကတပေါင်းပြည့်မပြည့်အသိရှင်လာတဲ့အတွက်ကိုပါတာပြန်ပြီးတော့ချိန်ကြည့်လိုက်ပါ रे ဒီရက်အခါမှာတော့ထောပတ်ဟာတပေါင်းမပြည့်ပဲတော်တော်လေးကိုလုံနေအောင်တွေးလိုက်ရတဲ့အတွက်ဒေါရအထွက်သွားပါ रे အတော့ကိုမယိုးသားတဲ့လူပဲဆိုပြီးထောပတ်နဲ့အတူလေသမားကိုတရားသူကြီးထံတွားရောက်ပြီးတော့တိုက်ကြလိုက်ပါ रे ဒီရက်ခါတရားသူကြီးကလေသမားကိုခေါ်ပြီးတော့စစ်ပါ रे ခမ ्या ကဘာလို့ထောပဲ့ကိုအလေးချိန်ပြအောင်မချိန်တော့လဲလို့တရားသူကြီးကပြီးတော့ကျွန်တော်မှတပောင်အလေးမရှိရအတွက်ကြောင့်ပါလို့လေသမားကပြန်ပြီးတော့ဖြေလိုက်ပါရီအလေးမရှိမှတော့မင်းချိန်တာမှားပြီပေါ့ဘေးရဲ့အနေနဲ့ရှင်းတယ်လဲလို့တရားသူကြီးကထပ်ပြီးတော့ပြီးတော့လေသမားကျွန်တော်မှအလေးမရှိပြီမဲ့မှန်ကန်တဲ့ဆန်ချိန်တစ်ခုတော့ရှိပါရီဒီလိုပါမောဖို့သမားကျွန်တော်စီကိုမလာခင်မနက်တိုင်းမှာကျွန်တော်ဟာတူးစီယာနေပေါမောက်တလုံးဝယ်လေးရှိပါရီတပောင်ရှိရဲ့ပေါမောက်ပါသူကျွန်တော်စီကနေထောပဲ့လာဝယ်တော့တစ်ဖက်မှာတူးစီယာဝယ်လာတဲ့တပောင်အလေးချိန်ရှိရဲ့ပေါမောက်ကိုထည့်ပြီးတော့ရှင်းလိုက်တာပါ ဒီရက်အတွက်ကြောင့်အလေးချိန်မပြေတာကမုန်းဖောက်သမားနဲ့ပဲဆိုင်းပါရီလို့ပြန်ပြီးတော့ဖြေလိုက်ပါရီသူတပါးရဲ့ယူသားမှုကိုလိုချင်ရင်ကိုယ့်ရဲ့ဘက်ကလေယူသားပြီးတော့နေဖို့လိုအပ်ပါရီ